တော့ပထမဆုံးအနေနဲ့ကျွန်တော်တို့ NGO ကြီးအမပြင်လို့မရဘူး။ပြုပြင်ပြောင်းလဲမှုလုပ်နေချင်ပါ NGOCC ကို diversity ဘောက management လုပ်တဲ့ body အနေနဲ့ထားထုံးမှာ NGO ကြီးမှာကတော့ဒါကြိလိတဲ့စုဖွဲ့မှုဟာမျိုးနဲ့လုပ်ဖို့လိုပါတယ်။ဆိုအဲ့ဒီနေရာမှာ NGO ကြီးမှာတကယ်လို့ diversity ကိုပုံပေါ်ပြန်ဖော်ရှင်နေဆိုရင်နိုင်ငံချင်းကြီးဝန်ကြီးဌာနတစ်ခုထားနိုင်ငံချင်းကြီးဝန်ကြီးဌာနအုပ်မှာနိုင်ငံချင်းကြီးဝန်ကြီးနဲ့ပတ်သက်တဲ့ကော်မတီတရက်ပြန်ဖွဲ့ပြီးမှအဲ့ဒီကော်မတီရဲ့အစည်းအဝေးဆောင်မှုနဲ့ ီရှိရှိကိုလုပ်ဖို့လိုပါတယ်။ခုချိန်မှာ NGO ကြီးမှာနိုင်ငံချင်းဝင်ကြီးဌာနရှိတယ်။ဒါပေမဲ့တရုတ်ကိစ္စတော်လှန်ရေးကိုစပြုဆွေးနွေးနေတယ်။အိန္ဒိယကိစ္စကိစ္စဆွေးဆွေးနွေးနေတယ်။အိန္ဒိယကတည်တန့်ချင်းကိုလည်းတွေ့တယ်။အိန္ဒိယကတည်တန့်ရခိုင်ကိုလည်းတွေ့တယ်အဲ့လိုပုံစံ။အဲ့ဒါမျိုးထက် NGO ကြီးဝင်ကြီးဌာနအုပ်မှာ body တစ်ခု committee တည်းရဲ့ပေါ်ပေးပြီးတော့အဲ့ body နဲ့တွေ့ပေးပြီးတော့မှ ကောင်းချီးပေါ်စေဖို့လိုပါတယ်။လက်ရှိတော်လိုင်းကာလာမှာဒါလေးနှစ်ကာလာလေးကိုလည်းရောက်လာပြီပေါ့နော်။ဟိုအများစုကလည်းပြန်မန်းနေကြပြီ။အဲ့ဒီနေထားမှာအဓိကတော်လိုင်းရာစုတွေနေနဲ့ဒီနေ့ထက်မှဘာလို့အဓိကလုတ်တင်လဲဆိုတော့မြမအမင်ကတော့ဒီပို့ပြီးတော့စူးစင်းမှုပေါ့နော်။စူးစင်းမှုပို့ပြီးတော့အားထားစေချင်တယ်။ဒီနေရာမှာပွင့်လင်းပြောလို့လာတာဒီ API ဆိုတာလေလွတ်တော်ကိုပူဇော်ပြုတာပဲ။ဟိုတော်လိုင်းကာလာရဲ့ဂျာကာလာရဲ့ဟိုပြည်တော်စုလွတ်တော်တစ်ခုပဲ။ ပုံမှန်ကလာရဲ့လွတ်တော်မျိုးဒေါ်လာရင်းလွတ်တော် Zoom ပေါ်မှာခေါ်နေရတဲ့လွတ်တော်ဖြစ်တယ်။အခုဝင်နေပြောတယ်။ Zoom ပေါ်မှာခေါ်နေရတဲ့လွတ်တော်ဖြစ်တဲ့အတွက်ကြောင့်ပုံမှန်အားဖြင့်ဆိုလို့ရှိရင်တော့ဒါအခုမှန်တိုင်း၃ရက်ပေါ့ဗျာ။ဥရီပြူရီတို့အုတ်ချုပ်ရီတို့တရားစီရီတို့မြန်မာနိုင်ငံကပြန်လည်ထိန်းချောင်းပြီးတော့သူ့ရဲ့ကဏ္ဍနဲ့တူသွားကြရတယ်ပေါ့။ဒါပေမဲ့ဒီဒေါ်လာရင်းကာလမှာပုံဝင်လင်းလင်းကိုခံရရင်100% mobile site လောက်တာလို့ချက်ကန်ပေးလမ်းလောက်တာလုံနိုင်ကြလား။ လုပ်နိုင်ပါဘူး။အဲပြောင်းလဲရေးရဖြစ်နိုင်ရေးလားပေါ့နော်ဒီအစိုးရရာထူးတောင်းပေးထားတာတွေခံတာတွေကလည်းဒီ CRPH ကနေပြီးပြန်ပြီးခံထားတာဖြစ်တဲ့အတွက်ကြောင့်လို့ပေါ့နော်ဒီ CRPH ထဲမှာလည်းအစိုးရရာထူးယူထားတဲ့တွေကလည်းပြန်ပြီးပါနေရပေါ့နော်။ဆိုတော့ဒီ NGO ပြုပြင်ပြောင်းလဲရေးအဲလုပ်မယ်ဆိုရင်ဘလို့နီးနန်းနေနဲ့ပြုပြင်ကြမလဲပေါ့နော်။အဲအဲ့ရကောဆရာအနေနဲ့ဘလို့မျိုးအမြင်မျိုးရှိပါကလေးပေါ့နော်။ဟုတ်